ကရင်မျိုးသားအစည်းအရုံးဥက္ကဋ္ဌဟောင်းစောမတူစေဖို့နဲ့ဒူပလျာခရိုင်ဥက္ကဋ္ဌဟောင်းစောရွှေမောတို့ကိုအဖွဲ့ဝင်အဖြစ်ကပါအပီးတိုင်ထုတ်ပယ်လိုက်တယ်လို့ခင်ရီပြောရေးဆိုခွင့်ရှိသူပရိုဆော်တော်နေက KNCK သတင်းဌာနကိုနိုမာလာ၁၈ရက်နေ့မနေ့ပိုင်းကအတည်ပြုပြောကြားလိုက်ပါတယ်။ဟုတ်ပါရဲ့ခင်ဗျာ။ KNU ဥက္ကဋ္ဌဟောင်းနဲ့ဒူပလျာခရိုင်ဥက္ကဋ္ဌဟောင်းတို့ အခင်ညိုအဖွဲ့ဝင်ဖြေကနေအပြီးပိုင်းထုတ်ပယ်လိုက်လေဆိုတာကတော့ဒါဒီတင်းကိုကျွန်တော်တို့ဒီပြုလို့ရပါတယ်ခင်ဗျာအဲ့ဒါကတော့ပြီးခဲ့တဲ့ကျွန်တော်တို့ရဲ့ဒီ16ကြိမ်မြောက်ဘိုကွန်ဂရက်ပြီးအာ73ကြိမ်မြောက်ကျင်းပခဲ့တဲ့ကျွန်တော်တို့ဘိုလုံးမှုဆောင်စီဝေးရဲ့မှာပဲကျွန်တော်တို့ဆုံးဖြတ်ချက်ချလိုက်တာပဲဖြစ်ပါတယ်ခင်ဗျာ ီကနေ့ထုတ်ပယ်မှုမတိုင်ခင်အထိတော့ခင်ယူဥက္ကဋ္ဌဟောင်းစောမှုတူစီဖို့နဲ့ဒူးဖလာရခရိုင်ဥက္ကဋ္ဌဟောင်းစောရွှေမောင်းတို့ကတာဝန်ကနေအနားယူပြီးဖြစ်ပေမဲ့ခင်ယူအဖွဲ့ဝင်အဖြစ်ရှိနေစေဖြစ်ပါတယ် ်။ဒါပေမဲ့သူတို့နှစ်ဦးစလုံးကခင်ယူအဖွဲ့အစည်းရဲ့ချမှတ်ထားတဲ့စီမင်းစည်းကမ်းနဲ့မူမ policy တွေကိုလိုက်နာခြင်းမရှိဘဲအကြိတ်ကြိတ်ချိုးဖောက်ခဲ့တဲ့အတွက်73ကြိမ်မြောက်ခင်ယူဘဟုအလုံမှုဆောင်အစည်းအဝေးဆုတ်ဖြတ်ချက်အရအဖွဲ့အစည်းကနေအပြီးတိုင်ထုတ်ပယ်လိုက်ရတာဖြစ်တယ်လို့ Professor Tonin ကပြောပါတယ်။အဓိကအကြောင်းရင်းကတော့ပြီးခဲ့တဲ့ကျွန်တော်တို့ဘိုဟိုကွန်ကရစ်မှာ အာသူတို့နှစ်ယောက်စလုံးကပြန်ပြီးတော့ရွေးချယ်တင်မြောက်ခြင်းမခံရတော့ဘူးဆိုပေမဲ့လူသူတို့ဟာ KNU ရဲ့အဖွဲ့ဝင်တယောက်အနေနဲ့ရှိနေပါသေးတယ်။ KNU အဖွဲ့ဝင်တယောက်အနေနဲ့ရှိနေတဲ့ဆိုရင်လည်းပဲ KNU အဖွဲ့စည်းကချမှတ်ထားတဲ့မူ policy တွေကို လိုက်နာဖို့က တောင်းဝန်ရှိနေတယ်လေအဲ့ဒီအပေါ်မှာအဲ့ဒီလိုက်နာမဲ့တောင်းဝန်တွေကိုမလိုက်နာပဲနဲ့ထပ်ခတ်တလဲလဲအဖန်တလဲလဲဒီလိုဖောက်ဖြက်ကျူးလွန်တဲ့ကိစ္စရနေပဲကျွန်တော်တို့အေးအေးယူခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာဆေအိုစုကနေပြီးတော့မှဦးစီးကျင်းပါခဲ့တဲ့တနိုင်ကလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲသဘောတူစာချုပ် MCA ဆက်နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားတက်ရောက်ခဲ့တဲ့အတွက်အခုလိုထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ် အဲ့ဒီအခါအနာမှာဆေအိုစုကဆော်မွန်တူစီဘိုးကိုကိန်းတိုင်းသားကောင်းဆောင်လို့သုံးနှုန်းပြီးဆင်မြင့်ဘိုးကိုဖိတ်ခေါ်ကမှိန်ခွန်ပြောဆိုခိုင်းခဲ့ပါသေးတယ်။ခင်ယူဘက်ကတော့ MCA စာချုပ်ဟာဆေအိုစုအာနာဒိတ်တဲကပြက်ပြက်သွားပြီလို့ယတိပြက်ပြောဆိုထားပါတယ်။ဆော်မွန်တူစီဘိုးကခင်ယူဥက္ကဋ္ဌအဖြစ်တက်တန်း၁၀နှစ်ကျော်တောင်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ဆော်ရှေမွန်ကတော့ဆေအုစုနဲ့လက်နက်ကင်တိုက်ခိုက်ရေးနေလန်းတဲ့နိုင်ငံရေးဆွေးနွေးမှုကတစဉ်အပြေရှားရန်ဦးစားပေးခဲ့သူဖြစ်ပါတယ်။